ဒီဇင်ဘာ၈ရက်နေ့အတွက် People's Bank ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်။ဒေါ်လာရေးကာလ9နှစ်နီးပါးရှိလာချိန်မှာဝန်ကြီးဌာနအစခွန်းတစ်ခုဖွဲ့စည်းထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုဝန်ကြီးဌာနအဆက်3ခုနဲ့ပြောင်းလဲဖွဲ့စည်းလိုက်ပေမဲ့ဝေဖန်မှုတွေကြုံတွေ့နေရပါတယ်။လာပေါင်းများစွာအချိန်ယူပြင်ဆင်ခဲ့တဲ့ဆိုတဲ့ NUG အစိုးရအဖွဲ့အစ်ဟာမျောလင့်ထားသလိုမဟုတ်ပဲထူးခြားမှုတစ်စုံတစ်ယောက်မတွေ့မြင်ရဘူးလို့နိုင်ငံရေးအကဲခတ်တူကမှတ်ချက်ပြုပါရရှင်။ စစ်ကောင်စီကလေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေနှိမ့်ဆင်ပြုလုပ်နေတဲ့ဘာကံမှာဒီနေ့မနက်အစောပိုင်းကလည်း drone နဲ့ဘုံကျဲချလို့မိသားစုဝင်၃ယောက်တိုက်ဆုံးခဲ့ပါတယ်။ drone နဲ့ဘုံကျဲတဲ့ဖြစ်စဉ်မှာမော်စီစာအုပ်စုမလောင်ကျေးရွာကနေအိမ်နှလုံးပေါ်ကြားရောက်ပေါက်ကွဲပြီးမိသားစုဝင်၄ယောက်ရှိတဲ့အိမ်တွေက၃ယောက်တိုက်ဆုံးခဲ့တာဖြစ်တယ်လို့ဘာကံဒေသခံကပြောပါတယ်ရှင်။စကိုင်းတိုင်းချောင်းဦးမြို့နယ်မှာထွန်ဆက်မောင်းပြန်လာတဲ့တောင်သူ၃ယောက်ကို စစ်ကောင်စီတပ်စစ်ကြောင်းကဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒီဇင်ဘာ၂ရက်နေ့ကချောင်းဦးမြို့ကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်ဟာလမ်းမှာတွေ့တဲ့ရန်သူကြီးရွာကအသက်၄၀ဝန်းကျင်ရွယ်အမျိုးသား၃ယောက်ကိုဖမ်းဆီးတပ်ဖြတ်သွားတယ်လို့သိရပါတယ်ရှင်။မန္တလေးတိုင်းမိုးကုံးမြို့နယ်မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတစ်စိတ်ကုန်းကြီးရွာမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကဆိုပါတယ်ရှင်။